တမ်မနီဆွန်လုံကတော့ဝမ်ချန်ပီယံရှင်နဲ့စာချုပ်ရနောက်ဆုံးထူးပွဲကို ထိုးရတော့မှာပါ။ဝင်းနေက UK match နဲ့ interview မှာလေတမ်မနီဆွန်လုံဟာမြန်မာလက်ဝဲကိုလုံးဝအထင်မကြီးဘူးလို့ပြောလာတဲ့ Leon Harrison နဲ့ဂျပန်နိုင်ငံမှာ August လသရရင်ဒီမှာထိုးသက်ရမှာပဲဖြစ်ပါရီ။တမ်မနီဆွန်လုံကတော့အဲ့ဒီပွဲပြီးလို့ရှိရင်သူ့အနေနဲ့အနားယူခြင်းပြီးဆိုပြီးတော့လီဒန်ပြလာခဲ့တာပဲဖြစ်ပါရီ။ဒါမဲ့သူထိုးရမယ့်၃ပွဲချန်နေသေးတယ်လေ။ ဗီဒီကကျတော့အသံမီဆိုလီဦးအမြဲတမ်းထိုးသက်ချင်နေတဲ့သူကဘယ်သူလဲဆိုတာတနိုင်ကလုံးဝပြည်တည်တည်ပိတာဖြစ်မှာပါအဲ့ဒါကတော့ဝမ်ချမ်ပီယံရှီရဲ့ဘီအန်ဂျီရော့တန်ပဲဖြစ်ပါတယ်သံမီဆိုလီဦးဟာဒေါ်လာသသိန်းနဲ့အစားချုပ်ရတာနဲ့ရော့တန်ကိုစင်ခေါ်ထိုးသက်ချင်ခဲ့တာပါဒါမဲ့သူနဲ့လုံးဝကိုအယက်မကြီးမျှရိရော့တန်တို့စူပါလက်တို့တော့ထိုးဖို့တော့အရန်ချောက်နေရတယ်နော်စူပါလက်တောင်ရီမတ်ပွဲမှာရှုံးခဲ့ရတဲ့နာပြီးနဲ့ထိုးသက်ခဲ့ရတာပဲဖြစ်ပါတယ် ချရိုက်စုလိုပဲဆက်ဆန်းနဲ့ထိုးရတယ်ပြီးတော့ကော့ထွန်းတိသုံးပွဲစလုံးကိုချိန်မယ်ဆိုရင်သမ်မနီဆိုလင်ဟာလုံးဝအခြေအနေမဆိုးခဲ့ဘူးနာဘီနဲ့ပွဲတော့ထားပါတော့ဆက်ဆန်းနဲ့ကော့ထွန်းနဲ့ပွဲကိုချိန်မယ်ဆိုရင်သမ်မနီဆိုလင်ဟာအချင်းကြားလာလေလေတောင်းလာလေလေကိုကျွန်တော်တွေးရပါတယ်တက်လုံးပိုင်းမှာဆိုရင်သမ်မနီဆိုလင်ကိုတော့ဘယ်သူမှရှင်းလို့မရဘူးနော်မာဂုံကရောအဲ့ဒီအတိုင်းပါပဲကော့ထွန်းနဲ့ပွဲမှာဆိုရင်တတိယအချီမှာဆိုရင်သမ်မနီဆိုလင်ကအလဲထိုးနဲ့အနိုင်ရခါနီးနီးပဲအချင်းကကုံသွားလို့ ဆိုတော့တမ်းမီဆိုလူကိုယ်တိုင်က လေပြောပါတယ်ငါချီဆိုရင်သူ့အနေနဲ့ထိုးကြည့်နေပေါ့နော်အခုကရှေ့အခြေရမှာကျွန်တော်မြန်မာဖိုက်တာတွေက niche နဲ့ဘိုင်းဆိုင်ရာမှာတော်တော်လေးကိုအားနေတာဖြစ်တဲ့အတွက်အမှတ်ကမယူတတ်ဘူးဆိုတော့ငါချီအနေထားနဲ့ထိုးရမေးဆိုရင်တော့ share ပါပဲအခု interviewer တွေကလည်းမေးနေကြပြီတမ်မီဆိုလူအနေနဲ့အခု one champion ရှိနေတဲ့၃ပွဲကျန်သေးတယ်အဲ့ဒီ၃ပွဲမှာ rotten နဲ့ထိုးခြင်းလားအရင်ကတော့ rotten ကိုခဏခဏထိုးခြင်းနဲ့ပြောခဲ့တယ် အခုထိုးကျင်သေးလားဆိုရယ်မိကုံးကိုလည်းတမ်းမီဆူလုံကအခုရင်ရရင်တော့ထိုးကျင်နေဆိုပြီးတော့တမ်းမီဆူလုံကဖြေသွားခဲ့တာပဲဖြစ်ပါတယ်ဆိုတော့ထိုးမင်းဆိုရင်လည်းပဲငါးချီပေါ့ဗျာအလေးချိန်ပါပေါ့ဒါကလည်းမဖြစ်နိုင်ဘူးလို့ကျွန်တော်နေနေမပြောနိုင်ဘူးဒီပွဲတော်တကယ်ဖြစ်လာခဲ့ရင်တော့တကယ်ကိုမှမြန်မာပြည်သက်တွေအတွက်ထိုင်းပြည်သက်တွေအတွက်သမိုင်းဝင်မဲ့မှတ်တမ်းမျိုးဖြစ်လာမှလည်းဖြစ်ပါတယ်